ြုတ်အသက်60ရှိပြီတက်တန်းရင်းနေတဲ့အိမ်အိုဟောင်းကြီးတစ်လုံးထဲမှာကျုပ်တယောက်ထဲနေတယ်ပတ်ဝန်းကျင်က ကျုပ်ကိုကျုပ်အသက်40အရွယ်တုန်းကမိမပြစ်ပြေးသွားလို့အထီးကျန်နေတဲ့တခုလက်အဖိုးအိုကြီးတယောက်လို့ထင်နေကြတယ် တကယ်တော့မဟုတ်ဘူးဗျာကျုံမင်းမသူ့ရဲ့ရည်ကောင်းအောင်နဲ့ပြန်ပြီးဆက်သွဲနေတယ်ဆိုတာကျုပ်သိရလို့ကျုပ်သူ့မြေအောက်ခန်းထဲညာခေါ်ပြီးမြေအောက်ခန်းထဲမှာတကားအသေးပိတ်ပြီးထားပစ်ခဲ့တာပဝင်းကျင်ကိုတော့သူ့ရည်သားဟောင်းနောက်လိုက်သွားပြီလို့ တရင်လွှင့်ထားလိုက်တယ်လေအခုဆိုရင် ကျုံမင်းမကိုမြေအောက်ခန်းထဲမှာထားခဲ့တာနှစ်ပေါင်း90တောင်ရှိပြီပေါ့နှစ်90ရှိပြီဆိုတော့သူ့ရဲ့ဝိညာဉ်ကိုလွတ်လပ်ခွင့်ပေးဖို့တင့်ပြီပေါ့ဗျာကျုံမြေအောက်ခန်းထဲကိုဆင်းခဲ့တယ်တရားဖျား သူ့အလောင်းကြီးကများကျုပ်ကိုထောက်နှံ့နေဦးမှာလားသူ့ကိုဘယ်လိုပုံစံနဲ့တွေးရမှာပါလဲမြေအောက်ခန်းတစ်ခုလုံးကိုတံမီးနဲ့ထိုးကြည့်ပေမဲ့ဘာတစ်ခုမှမတွေ့ရဘူးဘာအရေးကြောင်မှမတွေ့ရဘူးအလောင်းကိုလည်းမမြင်ရဘူးအယိုးတွေကိုလည်းမတွေ့ရပါဘူး နန်ရန်ရဲ့ဓမီယာကိုကျုပ်ရဲ့ဓမီယောင်ရောက်သွားတော့နန်ရန်ပေါ်မှာမြေဆိုင်ခဲနဲ့ရေးချစ်ထားတဲ့စာရန်တချို့ကျုပ်တွေ့လိုက်ရတယ်ဖတ်ကြည့်လိုက်တော့ကိုအောင်ပါမြေအောက်ခန်းမှာအပြင်ကိုခွတ်တဲ့လျို့ဝဲတကားရှိတယ်ဆိုတာရှင်းမသိဘူးကျမတော့ ကျမချစ်သူနဲ့ပျော်ပျော်ကြီးပေါင်းဖက်ဖို့ထွက်သွားပါပြီရှင့်ကိုကျေးဇူးတင်ပါတဲ့အောင်မလေးဗျာ